ကျွန်တော်တို့စီးလုံးနေဒီမှာရဲဘော်ချင်းချင်းအာဝါမပေးရတော့အမိတ်ထုတ်တာရဲဘော်ရဲ့စီးလုံးလုံးလို့ ဒီတော်လိုင်းတက်ဖွဲ့ဝင် အားလုံးမှာရှိတဲ့ရဲဘော်တွေညီကိုတွေကိုအသိပေးချင်တာကမိမိရဲ့ခေါင်းဆောင်ကိုပဲအမိပြုတာမျိုးမဖြစ်စေချင်ဘူးပေါ့နော်တော်လိုင်းရေးသည်ခေါင်းဆောင်ကိုအမိပြုရတဲ့အလုံးမဟုတ်ဘူးဝန်ထမ်းမဟုတ်ဘူးကျွန်တော်ပြောပြချင်တာတော်လိုင်းရေးသမားသည်ဝန်ထမ်းမဟုတ်ဘူးပရာဟိတစစ်သားလို့ကျွန်တော်တို့အမြဲတမ်းပြောတယ်ပေါ့အဲ့တော့ဘာလဲဆိုတော့ကျွန်တော်တို့စစ်သားဆိုတဲ့အတွက်ကြောင့်မို့စစ်သားတယောက်ရဲ့ကျင့်ဝတ်တွေ တောင်းဝင်နေအလုတ်အကင်တွေအားလုံးလောရတယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့ကဘာမှအကျိုးမြတ်မရတဲ့အကြောင်းမို့ကျွန်တော်တို့ကပရာဟီတာစိတ်နဲ့ရှင်သန်ပြီးတော့မှလောက်ကန်ရတယ်ပေါ့အဲ့တော့တော်လန်ရေးမှာကသဘောထားတူညီတဲ့သူတွေစုပေါင်းပြီးကြတဲ့သဘောရှိတာပေါ့အဲ့တော့တက်ဖွဲ့တစ်ခုဖြစ်လာတယ်ဆိုတော့သဘောထားတူညီတဲ့သူတွေစုပေါင်းကြတာပေါ့အဲ့တော့ကိုယ်သဘောထားတူညီတဲ့သူတွေစုပေါင်းတဲ့အခါမှာမမှန်မမှန်ဘူးပြောမကောင်းရင်မကောင်းဘူးပြောမတရားရင်မတရားဘူးပြော အေးဒါမျိုးအခွင့်အရေးမျိုးလိုချင်တယ်ဒါမျိုးအခွင့်အရေးမျိုးကိုကလည်းလုံနေတယ်ဆိုရင် အလုတ်ကိုလည်းအဲ့လိုသဘောတရားရှိရမယ်နော်အလုတ်ကိုဆိုရင်လည်းဩငါကတော့စံတိတ်ထမ်းနိုင်တယ်ငါတိတ်ထမ်းမယ်ငါကတော့တဝက်ထမ်းနိုင်တယ်တဝက်ထမ်းမယ်အဟူကောင်ကတဝက်ထမ်းနေပါလားငါကျတော့ဟိုတိတ်ထမ်းပါလားဒါမျိုးမတိုင်းစီခြင်းဘူးပေါ့အဲ့တော့တိတ်ထမ်းနိုင်တဲ့လူကတိတ်ထမ်းတဝက်ထမ်းနိုင်တဲ့သူကတဝက်ထမ်းအဲ့တော့တက်တွင်းမှာနော်ခါ ဒီကာယအာလုံးနိုင်တဲ့သူကကာယအာလုံးဉာဏ်နာအာလုံးနိုင်တဲ့သူတွေကဉာဏ်နာလုံးပေါ့ပေါ့နော်အတော်လိုင်းကြီးကြာလာတဲ့အခါမှာအမင်းတို့ကခေါင်းဆောင်တွေပဲမင်းတို့ကတောင်းဝင်ယူဆိုတဲ့ပုံစံမျိုးဖြစ်လာတယ်ပေါ့ကျွန်တော်တို့ဟိုပြောပြချင်တာပေါ့နော်ကျွန်တော်တို့လည်းတောင်းဝင်ယူနိုင်သလောက် တော့တောင်းဝင်ယူကြတာပဲဒါပေမဲ့ကျွန်တော်တို့ဖြစ်စေချင်တဲ့တော်လိုင်းကြီးကြတော့မင်းပါထမ်းနိုင်လဲငါပါထမ်းနိုင်လဲဒီခီးကိုငါတို့ဘယ်သူအတူတူသွားမလဲအဲ့တော့ငါတို့နေတဲ့အိမ်ကလေးကဟိုအမိုးမလုံဘူးလား အကာမလုံဘူးလားဒါအောင်ငါတို့မိုးလုံအောင်အကာလုံအောင်ဘယ်လိုလုပ်မလဲဟုတ်လားမင်းပါထမ်းနိုင်လဲငါပါထမ်းနိုင်လဲအဲ့တော့ဥယေထောင်လန်းလုံးဌာနတွေအစင်းစင်းကိုကဲမှုတွေလေးစားလိုက်နာရတယ်အဲ့တော့အစင်းစင်းကိုကဲမှုတွေလေးစားလိုက်နာတာတပိုင်းဒါပေမဲ့အရွေးတစ်ခုတက်ဖွဲ့တစ်ခုကိုအရွေးတစ်ခုရွေးဖို့အတွက်ကိုထမ်းနိုင်တဲ့အပိုင်းကနေပြီးတော့မှကိုကိုထမ်းရမယ်လို့ဟိုသဘောထားကျွန်တော်ကတော့ရှိတယ်ပေါ့ဒါပေမဲ့နောက်ပိုင်းတွန်လိုင်းအင်အားစုတွေကိုတွေ့လာရတာခေါင်းဆောင်တွေပုံမှာပဲ အပြေဝဘောနော်အာကျွန်တော်တို့အင်တာနက်မသုံးအောင်ကျွန်တော်တို့သုံးခြင်းတယ်မင်းတို့သုံးခြင်းသလိုငါတို့လည်းသုံးခြင်းတာပဲမင်းတို့တော့ပို့ပြီးတော့ပေးသုံးခြင်းတယ်ဒါပေမဲ့ငါတို့မသုံးခဲ့ရတဲ့နှစ်နဲ့မင်းတို့မသုံးခဲ့ရတဲ့နှစ်နဲ့ရှင်တယ်ဆိုရင်တော့အဝေးကြီးကြံသေးတယ်ပေါ့ဒါပေမဲ့ကျွန်တော်ပြောချင်တာကအခွင့်အရေးကတော့ကံကြမ္မာပေါ်မှာမူတည်တာပေါ့ကျွန်တော်တို့ကစောစောတောခိုခဲ့တဲ့အတွက်ကြောင့်မို့ဟိုနောက်တော့ခိုတဲ့သူတွေလောက်တော့ မလွယ်ကူမချော့မွေ့ခဲ့ဘူးပေါ့လက်နဲ့အစင်သေးရိတ်ခါအစင်သေးမရှိခဲ့ဘူးပေါ့နောက်ငတ်တလက်ပြက်တလက်နဲ့ညံသူလက်နဲ့ကိုလက်နဲ့တိုက်ယူခဲ့ရတာပေါ့အဲနောက်ပိုင်းလာတဲ့ညီကိုတွေကြတော့လေညံသူလက်နဲ့ကိုလက်နဲ့တိုက်ယူရတာနေဝါပါတယ်ကိုလက်နဲ့ကိုရှိပြီးညံသူကိုခြေမုံးရတာတွေများပါတယ်နော်ခြေမုံးရတဲ့ပွဲတွေများပါတယ်ဟိုအရင်တော့ဆိုလို့ရှိရင်တိုက်ပွဲတစ်ပွဲဖြစ်တယ်ဆိုလို့ရှိရင်ဟေးအောင်နေလက်နက်ကအေးမကြည့်ဘူးမင်းတို့ဟို ဟိုမင်းတို့မသေးဘူးအရေးကြီးတယ်တက်မလူနဲ့တက်မလူနဲ့တားတဲ့အစီအစီဖြစ်တယ်နောက်ပိုင်းကျတော့သူလက်နဲ့ကိုလက်နဲ့အပြက်ချေမုန်းရတယ်ပေါ့အဲ့တော့ပြောပြချင်တာကလဟိုလွယ်လွယ်လက်မလျှော့ပါနဲ့ပေါ့နော်လွယ်လွယ်လက်မလျှော့ပါနဲ့မင်းတို့ရောက်လာတဲ့တော်လန်ရေးခစ်ကအများကြီးပြည်လေမှုတွေတာယာမှုတွေရှိပါတယ်ပေါ့ဒါမဲ့ဝန်ထမ်းတယောက်ကဲ့သို့တော့အခွင့်အရေးမရဘူးပေါ့ဘာဖြစ်လို့လဲဒိုးကပရဟိတ စစ်သားတွေဖြစ်နေတဲ့အကြောင်းမို့ professional စစ်သားနဲ့ရှင်ပြီးတော့မှလိုချင်တဲ့အခွင့်အရေးမျိုးဆိုရင်တော့မင်းတို့တော်လန်ရေးတဲ့ကိုစောစောတည်းကမလာခဲ့ဘူးပဲပြောချင်တယ်ပေါ့အဲ့တော့တော်လန်ရေးသည်ပရာဟိတာဖြစ်တယ်နော်ဝန်ထမ်းတယောက်ကဲသို့အပြည့်ဝတောင်းဝန်ထမ်းဆောင်ရမယ်ဒါပေမဲ့ဝန်ထမ်းတယောက်ကဲသို့တော့အခွင့်အရေးပြည့်ဝမရဘူးတန်းတူအခွင့်အရေးတော့ရမယ် ဒါကိုလက်ခံနိုင်ဖို့လိုတယ်အဲတစ်ဖက်မှာရှိတဲ့အလုပ်တွေကိုမင်းတစ်ဖက်ငါတစ်ဖက်မင်းတစ်လက်ငါတစ်လက်လုပ်ဖို့လိုတယ်ဟိုအခွင့်အရေးတွေကြီးပဲလှိတ်တောင်းနေလို့မရဘူးပေါ့အဲ့ဒါလေးတွေကိုနောက်လာတဲ့ generation တော်လိုင်းတမားညီငယ်တွေအနေနဲ့သိစေချင်တယ်ပေါ့နော်အဲမင်းတို့တော်ခိုးရဲချင်မှာအင်တာနက်အဆင်သင့်လက်နက်အဆင်သင့်ရိတ်ခါအဆင်သင့်အကုန်လုံးအဆင်သင့်အဲ့ဒီထဲမှာမင်းတို့ဂယူဆိုင်တဲ့မင်းတို့အကူတွေကအဆင်သင့် မင်းတို့ချစ်ခင်တယ်မင်းတို့ရဲ့အကူတွေကအစင်သင့်ဟေးငါတို့တော့ဟိုကျွန်တော်တို့တော့ဟိုခဲ့တဲ့အချိန်မှာတော့ကျွန်တော်တို့ထက်အကြီးလည်းမရှိဘူးလေဘသူကဂီယူဆိုင်မလဲဘသူကမိတ်ဆွေလဲဘသူကရန်သူလဲတောင်ကွယ်ကွယ်ပြားပြားမသိခဲ့တဲ့အချိန်မှာရင်ဆိုင်ခဲ့ရတာပေါ့ပြပကျင်တာဟိုတော်လန်ကြီးကိုပေါ့ပေါ့လေးတော့မထင်နဲ့မလာခြင်းမလာနဲ့လာပြီးလို့ရှိရင်မင်းတစ်လက်ငါတစ်လက်လို့ဒီထဲရောက်ပြီးမှဟိုအခွင့်ရေးဒီအခွင့်ရေးတိုင်းတာနေတာမျိုးတွေမလုပ်စေချင်ဘူး တော်လန်ကြီးကိုချမနှင်းကြပါနဲ့ဗျာသိလားချမနှင်းကြနဲ့အင်အားစုတွေစီလုံးကြပါတယောက်တစ်ပေါက်မလို့စေချင်ခြံပြူတာပြည်သူဒီကိုယ်စွဲတို့နောက်မှာရှိပါတယ်အဲဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျွန်တော်တို့စီလုံးတယ်ဒီမှာရဲဘော်ချင်းချင်းအာဝါမပေးရတော့အမိထုတ်တာရဲဘော်ရဲ့စီလုံးလုံးလုံးတရားရင်တရားချစ်နေလို့ညာဝမှာတော့စိုးရိမ်နေရတယ်